မင်္ဂလာပါရှင်ကစ်တဲ့ news ဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတပ်ဖြတ်နေသောအကြမ်းဖက်ဆီယုစုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဟုကုလသမဂ္ဂတွင်တမ်မကြီးဦးကျော်မိုးထွန်းသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်ပြည်သူကိုတပ်ဖြတ်နေသောအကြမ်းဖက်ရှေ့အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အုံမိဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်တမ်မကြီးဦးကျော်မိုးထွန်းကတတိပေးပြောဆိုလိုက်ပါတယ်။ ဧပြီလ30ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်2026ခုနှစ်နျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံများ၏ပြန်လည်သုံးသပ်ရေးညီလာခံအတွက်ပြည်စည်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးတွင်တမ်မကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်သတိပေးလိုက်ခြင်းဖြစ်ပါသည်။အကြံဖက်စေုပ်စုနေဖြင့်နျူကလ িয়ার အရေးပေါ်ခြေနေတုံ့ပြန်ရေးအတွက်လည်းကြိုတင်ပြင်ဆင်မှုရှိမည်မဟုတ်ကြောင်းမြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလင်ပေးအလွန်လူသားချင်းစာနာမှုအခွင့်အရေးပေးမှုကို လက်နက်အဖြစ်အသုံးချသောအကြမ်းဖက်ဆဲဥစုကနျူကလ ියා နည်းပညာကိုလည်းလက်နက်အဖြစ်အသုံးချမိတာဖြစ်ကြောင်းငလင်တန်သိပြီးကာလာဂျက်လီရင်စီကိုတလွဲလုပ်၍အရတားပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း225ကြိမ်ထိပြုလုပ်ခဲ့ကြောင်းအကြမ်းဖက်ဆဲဥစုနေဖြင့်နျူကလ ියා စွမ်းအင်ကိုလည်းအလွဲသုံးစားပြုလုပ်အုံမိတာဖြစ်ကြောင်းဦးကျော်မိုးထွန်းကဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မဲကြီးဦးကျော်မိုးထွန်းကမလ28ရက်နေ့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်ဖြစ်အပြင်း ဖြတ်အားပြင်းငလင်ဘေးရနေပြီးတဲ့နောက်မှာအတန်းဘက်စစ်တပ်ကရက်သားပြည်သူအပေါ်ခွဲခြားမှုမရှိသောလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများစွာပြုလုပ်ခြင်းနဲ့၎င်းတို့၏အမိခံနျူကလ িয়ার စွမ်းရင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကပုံမှုအာရုံစိုက်နေစေဖြစ်ကြောင်းထောက်ပြပါရယ်ဒေတာရင်းနဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အပြည်ပြည်ဆိုင်ရာဥပဒေများကို လေကြောင်းလိုက်နာမှုမရှိသည့်အတန်းဘက်စေအုပ်စုကနျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်၏အပိုက်သုံးအရာအပြည်ပြည်ဆိုင်ရာအမှုမျိုးစွဲ၏အေဂျင် စ်စီနဲ့လည်းရိုးသားစွာပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ကြောင်း၎င်းကထပ်မံအသိပေးပြောဆိုပါရယ်နိုင်ငံတကာအတိုင်းအဝန်းနေဖြင့်နျူကလ িয়ার စွမ်းရည်အစီအစဉ်အပါအဝင်ပူးပေါင်းဆောင်ရွက်မှုများကိုပြုလုပ်ရာတွင်ဆက်အနာရှင်စနစ်အစုံသက်၍ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားလာမှသာလျှင်မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်သင့်မှာကြောင်းတာမန်ကြီးကအကြံပြုပါသည် အကြမ်းဖက်ဆေးအုပ်စုကရုရှားနှင့်ပူးပေါင်း၍လျှက်စစ်တပ်အားမကာဝတ်တရားထုတ်လုပ်နိုင်သောနျူကလ িয়ার ဓာတ်ပေါင်းဗိုလ်ကိုဆောက်လုပ်ရန်ဆောက်လုပ်ရန်နိုင်ငံသဘောတူညီမှုလက်မှတ်ရေးထိုးထားပြီးအဆိုပါလုပ်ငန်းစဉ်များကိုဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်းရုရှားအစိုးရ၏ထုတ်ပြန်ချက်အရသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကစောမျိုးနဲ့အညာကတင်ကျေးရွာစတင်ချောင်းကိုလင်းရင်ဖြင့်ဘုံကျဲမှု အသက်၈နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူလေးဦးသေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်တပ်ကစောမျိုးနဲ့ကညာကတင်ကျေးရွာစတင်ချောင်းကိုလေရင်ဖြင့်ဘုံကျဲချရာအသက်၈နှစ်အရွယ်ကလေးငယ်ပါဝင်ဖြီသူလေးဦးသေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိကြောင်းဒေသတရင်ရှင်မြေရောလင်းတမ်းမှတာဝန်ရှိသူတို့ကပြောပါရယ် ယနေ့မေလ၁ရက်မနက်09:32မိနစ်အချိန်မကွေးတိုင်းစောမြို့နယ်အနောက်ချမ်းရှိအညာကတင်းကျေးရွာစာတင်ကျောင်းကိုဦးတည်ပြီးစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့နောက်ယနေ့မနက်09:39မိနစ်အချိန်တွင်လေရင်ဖြင့်ထပ်မံကျဲစားတိုက်ခိုက်ရာအသက်၈နှစ်အရွယ်မိန်းကလေးတို့ပါဝင်အမျိုးသမီး၄ဦးသေဆုံးပြီးကလေးငယ်၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းထို့အပြင်စာတင်ကျောင်းအပါအဝင်နေငါးလုံးလေးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည် တရအူလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်း250ဘုံးနှလုံးချိချသွားတာစာတင်ကြောင်းကိုဦးတည်ပြီးတိုက်ခိုက်သွားတာ10နိုင်32မှာတစ်ချိန်30ခွန်မှာတစ်ချိန်လေရင်တစ်စီးနဲ့လှည့်ပတ်ခြေသွားတာအသက်၈နှစ်အရွယ်မိန်းကလေးတူအပါဝင်၄ဦးသေးတဲ့ကလေးနှစ်ဦးအပြင်းထန်ဒဏ်ရာရတယ်ဟုအလင်းတမ်းမရောလင်းတမ်းမတာဝန်ရှိသူတို့ကပြောကြားပါတယ် သိဆုံးသူများမှာအသက်65နှစ်အရွယ်ဒေါ်မကြီးလေးအသက်52နှစ်အရွယ်ဒေါ်တင်တင်ခိုင်အသက်38နှစ်အရွယ်ဒေါ်ပြားတာတို့သုံးဦးနေရာမှာပင်ပွဲချင်းပြီးသိဆုံးပြီးအသက်8နှစ်အရွယ်မက်ခွန်းဆက်ချိုတီလေးနီးစက်ရာစီကံတို့ပို့ဆောင်စင်မှာသိဆုံးသွားကြောင်းသိရပါဗျာ ရောဒေတာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီကမကြာခဏလေးချောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်နေသောကြောင့်လေးချောင်းရန်ကာကွယ်နိုင်မည့်နီလန်းများသတိပေးချက်များကိုလိုက်နာပေးကြပါရန်နှင့်ဘုံခုချင်းများအိမ်တိုင်းအိမ်တိုင်းမှတူးထားကြပါရန်တွန်းလှန်ရေးတပ်များကတိုက်တွန်းထားပါသည်။အကြမ်းဖက်စစ်တပ်က AB 23ရက်နေ့မှ AB 30ရက်နေ့ထိအပြစ်ရကျင်ညာထားမှုအဆုံးသတ်သွားပြီးနောက်ယနေ့မေလာတရက်တွင်လေကြောင်းတိုက်ခိုက်မှုများကိုလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ်မြို့နယ်အတွင်းသို့ထိုးစစ်ဆန်လာသောအင်အား90ပါးတပ်မ33စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်များကစုပေါင်းတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ25ဦးထက်မနည်းသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးဖိအိုဖိအဖြစ်ထွက်ပြေးသွားကြောင်းသခိုင်းမြို့နယ်အတွင်းမှဒေါ်လန်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ်ဧပြီလ25ရက်နေ့သခိုင်းမြို့နယ်အတွင်းမင်းခွန်နဲ့ဘဒူချေရွာဘက်ကိုစစ်ကြောင်းထိုးလာသောစစ်တပ်ကိုဒေါ်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ကစစ်ကြောင်းများစွာခွဲ၍သခိုင်းမြို့နယ်အတွင်းသို့ဝင်ရောက်နေကြောင်း ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်တွင်တနေရာတွင်အင်အား50ပါစစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့်အထိတိုက်ခိုက်ချိန်မုန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။ စကိုင်းမြို့နယ်တဲကိုစစ်ကြောင်းတွေခွဲပြီးစစ်တပ်ကအင်အားအလုံးရင်းနဲ့ကိုဝင်လာနေတဲ့မြေပြင်ခြေနေကစစ်ရေးရအတော်ကိုတဲမာနေတဲ့အေဗီလာ25ရက်နေ့တိုက်ပွဲမှာစစ်တပ်ကစစ်ကြောင်းပြုတ်အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာစခါတွေကအင်အားထက်တိုးပြီးခြိတက်နေလို့အယံသတိထားနေရတဲ့စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့ကိုစကိုင်းနယ်ကိုဖြန့်ထိုးနေတာဟုဒေါ်လန်ဤသတင်းရှင်းမြစ်ကရှင်းပြပါရယ်စကိုင်းမြို့နယ်တနေရာတွင်စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ချိန်မုံနိုင်ခဲ့သောစစ်တပ်စစ်ကြောင်းမှာတပ်မ33စစ်ကြောင်း ဖြစ်ပြီးစစ်တပ်ဘက်မှ25ဦးထပ်မံသေးဆုံးကြောင်းလက်နက်ခဲယမ်းများလည်းတင်စီရရှိကြောင်းစစ်ကြောင်းမှအင်အား90ခန့်ပါပြီးအချို့မှထွက်ပြေးသွားကြောင်းသိရှိရပါသည်။ အခြေအနေတွေတည်ငြိမ်ရင်တော့သက်ဆိုင်ရာကဖြစ်ချောင်းကုန်စင်သတင်းထုတ်ပြန်ပါလိမ့်မယ်။အခုကတော့နေရအတိအကျရေးတာမျိုးတွေတက်နိုင်ရင်တော့ထင်းထင်းသိမ့်သိမ့်လှုပ်စေချင်ပါတယ်ဟုဒေါ်လန်ရေးသတင်းရှင်မြစ်ကဆက်လက်ပြောဆိုပါရယ်။အကြမ်းဖက်စစ်ကောင်စီဤတပ်မ33စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံရာတွင်ဒေသဒေါ်လန်ရေးတပ်ပေါင်းစုံကစုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးခြေရွာ MPG အများကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါရယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ဗမော်မျိုးသိန်းတိုက်ပွဲတွင်စစ်ကောင်စီ၏ကာကင်းစခန်း၅ခုကိုသိမ်းပိုက်ရရှိကာတည်ရင်မှုနှင့်အဖွဲ့ကိုအရှင်ဖမ်းပြီးဖားကန့်ကိုထိုးစစ်ဆင်နေသောစစ်တပ်စစ်ကြောင်းများတေဆုံးသူများပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာရမန်နေဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီကကင်းစခန်း မာကုကိုထပ်မံတင်ပတ်ရရှိကစစ်တပ်၏တည်ရင်မှုနှင့်အဖွဲ့ကိုအရှင်ဖန်စီရရှိကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုပါရယ်ဧပြီလ25ရက်နေ့မှစတင်၍ဗမော်မျိုးသိန်းတိုက်ပွဲမှပြန်လည်ပြင်းထန်လာပြီး KIA KPD ရဲ့တပ်များကဒုစစ်ကိုအရှိန်မြင့်တင်ခဲ့ကြောင်းရင်းတိုက်ပွဲတွင်စကခ27ကာကင်းစခန်း၅ခုကိုတင်ပတ်ရရှိပြီးစစ်တပ်တည်ရင်မှုနှင့်အဖွဲ့ကိုလည်းအရှင်ဖန်စီရရှိခဲ့ကြောင်းသိရပါရယ် စကားက23ရဲ့ကကင်းစကန်5ခုကိုထပ်ရတဲ့အခုကစကားက23ရဲ့ဗဟုကင်းအထိရောက်နေပြီအဲ့ဒီထဲမှာစစ်တပ်တရင်မှုနဲ့အဖွဲ့ကိုလည်းစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိထားပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့စစ်တပ်ကလေရင်တွေနဲ့တစ်ချိန်လုံးဘုံလာကျဲနေတယ်ကိုယ့်ဘက်မှာလည်းအထိခိုက်တွေရှိတယ်ဟု KIA သတင်းရင်းမြစ်ကပြောဆိုပါတယ် 2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှစတင်၍ဗမော်မြို့ကိုတင်ပိုင်နိုင်ရန် KIA ဥဆောင်သောပူးပေါင်းတပ်များကထိုးစစ်ဆင်ခဲ့ကလက်ရှိအချိန်9လနီးပါးကြာသည့်အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရှိရပါသည်။ အလားတူကချင်ပြည်နယ်ဘာကံမြို့နယ်ကိုစစ်တပ်စစ်ကြောင်းများကချီတက်ထိုးစစ်ဆင်နေရထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်များကို KIA ဦးဆောင်သောတော်လှန်ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းရင်းတို့တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှအထိနာပြီးတေဆုံးထိခိုက်မှုများပြားကြောင်းလည်းသိရှိရပါသည်။စစ်ကောင်တွေဘက်ကလက်နက်နဲ့ခဲယံတွေစစ်ပစ္စည်းတွေတင်စီရရှိတာရှိပါသည်။စစ်ကောင်တွေဘက်ကဘလောက်တည်တယ်ဆိုတာတော့အရေးအတွက်မသိရသေးဘူးဟု KPD ရဲ့သတင်းရင်းမြစ်ကပြောဆိုပါသည်။ ဧပြီလ24ရက်နေ့မှာစတင်၍ကချင်ပြည်နယ်ဖားကံမြို့သို့မိုးကောင်ကမိုင်းပန်းမှစစ်တပ်စစ်ကြောင်းများအင်အားရချင်၍တက်လာသဖြင့်ဖားကံလမ်းပိုင်းများအားလုံးပိတ်ထားကြောင်းမြေကြီးနားမိုးကောင်ကမိုင်းဘက်လမ်းရေကာတာရွာတဝိုက်တွင်တိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့သည့်ဖြင့်ဟိုပင်အင်းတော်ကြီးလမ်းပိုင်းတဝိုက်တွင်လည်းစစ်တပ်ကစစ်ကြောင်းများထိုး၍တိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါသည်